ိုယ်ကိုအဆင်မပြေဘူးလို့ထင်တဲ့အခါမှာငြိမ်ငြိမ်လေးနေလိုက်တာအကောင်းဆုံးပါပဲတခါတရံကြတော့ကိုယ်အဆင်မပြေတာကိုအထက်သားကြည့်သွားပြီးတော့ဆင်ခြင်တတ်တယ်အထက်သားရဲ့ရုပ်ရှင်မှုကိုရှားလို့မလားဆိုတဲ့ညော်ရင်းချက်နဲ့သွားပြီးတော့အမိတက်ကိုခံယူတတ်တယ်ကိုမျော်လင်းသလိုမဖြစ်လာတဲ့အခါမှာကိုပဲပို့ပြီးတော့စိတ်ထိခိုက်ရတယ် ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေပို့ပြီးတော့ကုံဆုံရတယ်။အဲ့ဒီအတွက်ကြောင့်ကိုတယောက်တည်းတိတ်ဆိတ်တဲ့တနေရာမှာငြိမ်ငြိမ်လေးနေပြီးတော့ငါဘွားမှာငါပဲရှိတယ်ဆိုတဲ့စိတ်နဲ့နေလိုက်တာက ပို့ပြီးတော့ကောင်းပါတယ်။တကယ်တော့လူတွေဆိုတာသူ့အပူနဲ့သူ့ပါ။ကိုယ့်ရဲ့အပူကိုယ့်ရဲ့ဒုက္ခကိုနားထောင်ပြနိုင်ဖို့လူဆိုတာအခုခေတ်မှာအင်မတန်မှရှားသွားပြီဆိုတာကို သဘောပေါက်စေချင်ပါတယ်